မတန်ကိုဒုက္ခရောက်ပြီးရိုးရိုးတသားနဲ့ဘဝကိုဒုက္ခရောက်တဲ့လူတွေအများကြီးငါနေတော့စရအကောင်ခေါ်ခဲ့မယ်။လူကြဆန်းလူကြဆန်းဆိုပြီးတော့လှုပ်အိုင်းမှာဒီတော့အရာကူကဘာတယ်မလို့ကင်မရာကြီးကင်မရာတကားကားနဲ့ဖုန်းတကားကားနဲ့အဲ့ဒီအိမ်ကြီးကိုသွားပြီးဇွတ်တွေလှူတာလှူတာလှူတာခတ်တော့ခတ်နေပြီစောက်ယူတွေတမျိုးခမားတို့ကဖင်ရပြီခမားတို့ကတက်တက်လိုက်မုန်းခံပြီးတော့တောင်ပြောမြောက်ပြောတွေရှောက်ပြောနေဒုက္ခပဲဘာတွေစောက်ယူသူများရှောင်နေရှောက်ရှောင်နေစောက်ပေါ်တွေတော်မီပရဟိတာများ နေနေလေးစောင့်ပါအောင်လားလို့တာယောပရာဟိတာခါတော်မီပရာဟိတာတွေကလည်းအသေးအံပတ်စံနေသွားပေးလာကြတော့မျက်စိထဲမှာမြင်ရတော့အဆင်မပြေဘူးနော်အဲ့ဒါကြီးရတော့လေနော်တစ်တလုံးတောင်းစားခိုးစားရတဲ့ဟာမှာပဲတို့ကပျော်မွေ့နေပြီစီးနဲ့ကန်းနဲ့အချိန်နဲ့အကန့်အသတ်နဲ့ဘောင်နဲ့ကန့်တက်ချက်တွေနဲ့တို့မနေနိုင်ဘူးတို့ကခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်သင်ခန်းစာတစ်ခုရလိုက်တယ်အဲ့ဒါကလည်းဆိုလူတွေကပြောကြတယ်ဗောနော်အဲ့လိုမျိုးတခိုးခိုးတိုင်းကလေးပါလို့ရှိရင်ခိုးလို့ရကြီးအလူငွေတွေရကြီးဆိုရင်လူတိုင်းကတခိုးတွေဖြစ်ကုန်မှာဗောလို့ပြောတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒါကိုဘယ်လိုဘာပြောချင်လဲဆိုတော့လေလူတွေက ဖြည့်ရှင်းပုံဖြည့်ရှင်းနေမှားလို့ဒီကိစ္စအဲ့လိုဖြစ်သွားတာသိလားအစတည်းကလေခိုးရင်ခိုးတဲ့အလျောက်သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေရှိပြီးသားရဲလက်ကိုအပ်လိုက်လို့ရှင်ဒီကိစ္စအဲ့လောက်ကြီးကြီးဖြစ်သွားမှာမဟုတ်ဘူးတရားဥပဒေလက်တလုံးချပရာဟိတစေတနာလက်တလုံးချနှစ်ဖက်အေးအေးယူမှုနဲ့ရာဇဝတ်မှုဤအမျက်ဆုံးမင်္ဂလာပါပြည်သက်ကြီးခမရဒီကနေ့မှာတော့လူမှုကွန်ရက်ပေါ်မှာခရက်အများဆုံးရိုက်ခတ်ခဲ့တဲ့လှိုင်းသားရခိုးမှုနဲ့နှိပ်စက်မှုဖြစ်စဉ်ရဲ့နောက်ဆက်တွဲအခြေအနေတွေကိုရှူတောင့်အစ်စ်ကနေကျွန်တော်တို့ထပ်မံတုံ့သက်သွားမှာဖြစ်ပါတယ်အဲ့ဒါဆိုဘာဖြစ်သွားမလဲဆိုတော့အများ ရဲ့ mindset ထဲမှာဘာဖြစ်သွားဟာဒီလိုခိုးလိုက်တာတောင်မှဒီလိုလုံးလိုက်တာတောင်မှဒီလိုမျိုး Facebook ပေါ်မှာတနာစရာပြကွက်တစ်ခုရရင်ဒီလိုမျိုးပတ်စံရင်းရတတ်ပါလားဆိုတဲ့ဟာမျိုးတသိရှင်ပတ်စံသွားပေးတာတသိရှင်အလှခံမျိုးမှပတ်စံသွားပေးတာအဲ့ဒါဇာရိတ်တမန်နိုင်တွေကိုရိုက်ချိုးခံရတာပဲ အစင်မပြေတဲ့သူကိုပတ်စံပေးတာဘာဖြစ်လဲဆိုတာ no မဟုတ်ဘူးအလွန်ရသွားတာအဲ့တော့ဒီလို case မျိုးတွေဖြစ်လာတိုင်းဖြစ်လာတိုင်းဘာဖြစ်လဲဆိုတာပတ်စံရဖို့အတွက်ပဲမျက်ရည်ချူကြတော့တာပတ်စံရဖို့အတွက်ပဲလုံကြတော့တာအဲ့တော့ခါရမီပရာဟိတကြီးတွေ ਨੇ ဒီပတ်စံတွေသွားသွားပြီးအိမ်နိုင်ရာရောက်နေသွားပြီးတော့မှကျူးလွန်သူဟာနစ်နာသူအဖြစ်တွေဟန်ဆောင်ပြီးတော့မှဒီလိုမျိုးကြီးဖြစ်နေတာတွေကြတော့လေအစင်မပြေဘူးကြည်ရတာတခုမှတခုပဲပေါ့ဟုတ်တယ်နော် ဲ့တော့ခဏလေးတော့စိတ်ရှည်လက်ရှည်နဲ့စောင့်ကြည့်ကြပါဦးလို့เนาะအငြင်းနဲ့ကျမကြည့်နေတခုခုဆိုလေဟာအသေးအသံအရန်မှလှူကျင်တယ်တန်းကျင်တယ်မဟာကိဥနာရှင်ကြီးတွေဆိုလို့ရှိရင်ကျမတို့ပြည်သူစေယုံကြီးတွေမှာအများကြီးပါသွားလှူပါမိမမဲ့ခင်ဟာဒီမှာလိုအပ်ချက်တွေအများကြီးပါသွားလှူပါเนาะအဖုံတော်ဒီကြီးတဲ့ပညာကျောင်းနေမှာလေလိုအပ်ချက်တွေအများကြီးရှိပါတယ်เนาะဟာဘုံကြီးကျောင်းနေဆင်းရဲနေတဲ့ဘုံကြီးကျောင်းနေအများကြီးရှိပါတယ်ဟုတ်လား ာသနာနဲ့သက်ဆိုင်တဲ့နေရာဆိုရင်လည်းလူပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့နေရာဆိုလည်းအဝေးကြီးသွားစရာမလိုပြည်သူစေုံကြီးသွားလိုက်ပါစီးမကူတာနိုင်လို့မတည်တယ်မဲနဲ့တည်သွားတဲ့သူကြီးအများကြီးရှိတယ်အဲ့တော့ကင်မရာကြီးတကားကားနဲ့တခုခုဟေ Facebook ပေါ်မှာတန့်ကနေဟေ့ဆိုအတင်းနေသွားပြီးတော့မှအလူရက်တွေပတ်ဆက်နေပေးပြီးတော့မှဟာဘလို့တွေပဲချမ်းနိုင်နေမြစ်တာရှင်ကြီးတွေသွားလုတာအဆင်မပြေနေဘူးတော့ကြည်ရတာတခုဟာတခုပဲပေါ့သူခုံးမှုကျူးလွန်တာဒီခုံးမှုကျူးလွန်တာပဲသူကသူကလေးပဲပါပါမပါပါဘလုံးပဲဖြစ်ဖြစ်ခုံးမှုကျူးလွန်တာပဲ 好了，三叔啊来不要问那个，怎么我们内容啊？video 翻译哪里？怎么呢？对的，你把你要个拉了，怎么单翻译不差嘞？ မမတဲ့သူနဲ့ဆိုင်နီးခြင်းနဲ့အခုဖြစ်တဲ့ဆိုင်ရှင်ကတဲ့အဲ့ဒီမိန်းမကြီးတွေကတဲ့အချိန်တိုင်းအဲ့လိုပဲခိုးစားနေတာတဲ့အချိန်တိုင်းသူတို့ကအဲ့လိုပဲလှုပ်ရှားနေတဲ့သူတွေတဲ့တအားဆိုးတယ်တဲ့ခံရတဲ့သူတွေဘက်မှလည်းတဲ့ဟုတ်တာပေါ့နော်ဒါဟိုဒေါသအလျောက်ခဏခဏခံလုံးဝကြည့်လို့ဒေါသအလျောက်လွန်ကျူးသွားတာပေါ့နော်လွန်ကျူးသွားတာပေါ့သူကသူစီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ကိစ္စအောင်စီရင်ဆုံးဖြတ်ပိုင်ခွင့်နဲ့လှုပ်လိုက်တာဖြစ်တဲ့အတွက်သူလည်းမှားသွားတာပေါ့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူ့အလွန်ကိုယ်အမှားဖြစ်သွားတာ ဟုတ်တယ်နော်ဆိုတော့တခိုးကမူလကခိုးတယ်ဟုတ်လားအဲ့ဒါဆိုရင်ခုနလိုရက်ကြီးတွေခွန်ရမယ်အဲဘယ်လိုခွန်ရမလဲစသဖြင့်ပေါ့ဒီလိုမျိုးတွေနဲ့အဆင်ဆင်သွားအောင်သူကဒေါသလေးရောက်သူကသူစီရင်လိုက်တယ်စီရင်တာလဲပြဿနာမရှိသေးဘူး Facebook ပေါ်ရိုက်ပြီးတင်လိုက်တဲ့အချိန်မှာဒါအော့အော်တောင်းနေဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲအမှန်ကနေအမားဖြစ်သွားတာပေါ့အဲ့တော့အဲ့လိုမျိုးအုပ်စုဖွဲ့ပြီးခိုးနေတဲ့သူတွေကအုံနေချင်းနဲ့ရှိတာ ကြောက်เสียတိတ်ကောင်းတယ်အဲ့တော့ကျမအရင်တော့ဆိုရင်တနာလို့မလို့အဲ့တောင်းစားနေတဲ့ကလေးတွေဖနက်ကလေးမရှိလို့ဖနက်ကလေးခေါ်ပေးတယ်နောက်နေ့ဖနက်မရှိတော့ဘူးเนาะအဖနက်ဒီတိုင်းပဲဒုံရင်ဒုံရင်ပဲဟုတ်လားအဝိစားလေးမရှိလို့ကျမတို့အဝိစားခေါ်ပေးလိုက်တယ်။နောက်နေ့အဲ့ဒီအဝိစားမရှိတော့ဘူးနော်။ဒုံရင်ဒုံရင်ပဲ။သူတို့ကကဲတင်လို့မရတော့ဘူး။အဲ့ဒါကြီးကိုပရာဟိတခါရောမီပရာဟိတတွေကလည်းအသေးအံပတ်ဆက်နေသွားပေးတာကြတော့ မျက်စိထဲမှာမြင်ရတာအဆင်မပြေဘူးနော်။ကဲနော်တခုစွတီတနာနေတဲ့သူတွေလည်းနော်ဒါကြည်ထားကြရှင့်။ဒီအမအယ်မွန်တင်ပြောသလိုပဲနော်ဘလောက်ပဲမိတော်မြောက်ပြီးပြီးနော်ခိုးစားခြင်းနဲ့သူကဒါခိုးစားကြမှာပဲရှင့်။လက်ကြောတနေ့လုံးမစားခြင်းနဲ့သူကနော်ဘရောမှသူတို့ကအဲ့ဒီဘဝတွေကနေယုံထားမှာမဟုတ်ဘူးရှင့်။လွယ်လွယ်ရတဲ့အတွက်လွယ်လွယ်ပဲခိုးစားတောင်းစားကြမှာရှင့်။ဒီဆိုင်ကိုဝင်ခိုးတဲ့သူကလည်းနော်ဒီအမျိုးသမီးဖြစ်နေလို့ရှင့်။သူ့မှာလည်းဒီခလီတယောက်ပါလာတဲ့အတွက်မလို့ဒါပြည်သူတွေကလည်းဝိုင်းပြီးတော့တနာနေကြတာရှင့်။တကယ်နဲ့အဲ့ဒီတခိုးမရဲ့နေရာမှာနော်အမျိုးသားတအူးသား ာဖြစ်ကြည်နော်ဘသူကလာပြီးတော့ကူညီมาလဲနော်ဘယ်ပရိဒအတင်းကလာပြီးတော့ကူညီมาလဲရှင့်နောက်ထပ်ဒီအမအယ်မွန်တင်ပြောထားတဲ့ view file လေးရှိသေးရဲ့ရှင့်ထပ်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်နော်အိုးအမျိုးသမီးမှန်သလားဆိုဆိုင်ရှင်အမျိုးသမီးမမှန်ဘူးဆိုင်ရှင်အမျိုးသမီးမမှန်ဘူး။ဘာဖြစ်လဲ။သူဟာသူစီရင်ဆုံးလုတ်လုတ်ပိုင်ခွင့်မရှိအောင်သူလုတ်လိုက်တာမလို့သူလည်းသူပြစ်ပူပြစ်တယ်သူကြားခံရမှာ။ဒါပေမဲ့ခိုးနေတဲ့တခိုးကိုပါစားပေးပြီးတခိုးမှန်နေတော့မဟုတ်ဘူးလေ။တခိုးကတခိုးပဲ။ဟုတ်လား။ ဲ့တော့တခိုးကလူပြန်ဟစ်ပြီးကျမမနီကအင်တာဗျူးကြည့်လိုက်ရတယ်ခလေးမေကိုသွားပြီးပြူတာအမလေးဥပဒေကြောင့်ရဖြစ်ဖြစ်စေခြင်းနဲ့တော့ဘာလို့ तू လဲခလေးငားစားတာလေ तू လဲခလေးငားစားတာ तू လဲခလေးငားစားတာနော်ပြန်လာရင်ပတ်စံရတယ်ခလေးခေါ်ပြီးထိန်းသွားပြီးပြန်လာခလေးငားစားတာအဲ့ဒါတို့ရဲ့ business ခလေးငားစားတာတို့ကတပြန်စီးပြန်ပြီးတော့မှဥပဒေအတိုင်းဖြစ်စေခြင်းနဲ့တော့အမလေးဥပဒေတခိုးကလူပြန်ဟစ်တယ်ဆိုတာအဲ့ဒါကိုခေါ်တာ နော်ဆိုတော့အမှန်နေကြီးပဲပြောနေရနော်ကျွန်တော်လေခတ်တော့ခတ်တယ်ကျွန်တော်တို့တိုင်းပြည်အောင်လဲနည်းနည်းတော့လွဲတယ်သိလားဆိုတော့ကျွန်မမနေ့ကဆိုဥပဒေပုံမာနေနဲ့ကျွန်မရှင်းပြတယ်ကျွန်မတို့တွေသူကိုအကုန်လုံးပေါ့နော်မမတွေညီမလေးတွေကျမတို့ဘယ်နေဘယ်ကိစ္စဒီလိုမျိုးကြုံတွေ့ရမှာမသိဘူးကြုံတွေ့ရရင်ကျမတို့ကဘယ်လိုဆောင်ရွက်ရမှာဆိုတာကိုသိအောင်လို့မလို့ဒီလိုထုတ်ရင်နှက်ပြီးတော့မှဒီလိုတွေတင်ရင်လဲဒီလိုတွေနဲ့ညီစွန်းနေနော်ဒီလိုတွေနဲ့ညီစွန်းရင်မညီစွန်းအောင်ဘယ်လိုလုပ်မလဲဒါကတော့ကိုယ့်ကိုညံရှိတယ်လို့သုံးဟုတ်တယ်မလား ကျမပြောတာကျမကလာပြီးတော့မှတခိုးကလုတ်သွားတာကိုခံရမှာလားတော့တခိုးကိုကာကွယ်တဲ့ဥပဒေလားလို့လာမပြောနဲ့အဲ့ဒါနိုင်ငံတိုင်းမှာချမှတ်ထားတဲ့ဥပဒေကျမထုတ်ထားတာလည်းမဟုတ်ဘူးကျမကိုရန်လာမတွေ့နဲ့ကျမထုတ်ထားတဲ့ဥပဒေလည်းမဟုတ်ဘူးကျမကတိအောင်လို့ဆောင်းရန်ရှောင်းရန်ကို ရှင်းပြတာအဲ့တော့ဂယုမဆိုင်ဘူးလုံမှာပဲလုတ်တော့ပါဖြစ်လေလုံရင်အဲ့လိုဖြစ်မယ်ဟုတ်လားအဲ့တော့ဒီလိုတွေလုတ်တယ်ဗီဒီယိုတွေရိုက်ပြီးတော့မှတင်တယ်ဒီလိုတွေထုဟဲနှက်ဟဲကိုယ့်အကိုစီမံရင်ဒီလိုမျိုးဖြစ်မယ် ဒါဆိုရင်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်ရမလဲကိုကကိုညံရှိတယ်လို့တော့ဟုတ်လားကိုကကိုညံရှိတယ်လို့လို့တင်တင်စိန်တွေကိုကျမသတိပေးတာနော်တင်တင်စိန်တွေလုပ်လို့ဒီလိုမျိုးအမှုကိစ္စတွေကကြီးမားကျယ်ပြန့်တာဟုတ်ပြီလားအဲ့တော့ဒီလိုသခိုးတွေကလည်းမရှိဘူးလားဆိုရှိနေအောင်ပါအဲ့ဒီသခိုးတွေကနော်အဲ့တော့အုပ်စုလိုက်ကြီးအုပ်စုလိုက်ကြီးအဲ့တော့ကျမပြောချင်တာမဟာကိယုနာရှင်ကြီးတွေကလည်းသခိုးအားပေးတွေတော့မလုပ်ကြနဲ့ နော်တခိုးကိုအရန်ကြီးသွားပြီးတော့မှဟာအရန်ကိုမဟာကိဥနာရှင်ကြီးတွေလက်ထဲတွေကို ပတ်စံတွေထည့်ပြီးတော့မှဟာတခါတည်းကိုအတင်းကြီးတွေကြတော့လေအာမြင်ရတွေ့ရတာအစင်မပြေဘူးနော်တခိုးကလည်းတခိုးရဲ့ပြည့်မှုပြည့်တံခံရမှာပေါ့သူခိုးလို့ဖြစ်တဲ့ကိစ္စလေသူကဘာနာလာပြီးတော့မှဟာလှုပ်ပြီးသူတို့ကတော့အင်တာဗျူးဖြေပြီးတော့မှဟိုဘက်ကိုတခါတည်းလာပြီးတော့မှဗာနဲ့အမလီဟိုဥပဒေအတိုင်းဖြစ်စေခြင်းနဲ့ရူပါရောညာရောနဲ့ဆိုတော့ခလင်းငှားတယ်ဆိုရင်ဟာတယ် နော်အုပ်စုဖွဲ့ပြီးတော့မှကလေးတွေကိုတောင်းရန်စားတော့ခိုင်းနေတယ်ဆိုရင်ဟာတွေကကျမတို့မြင်နေတွေ့နေတာပဲမိပွားရကလေးတွေနှိမ်နှင်းလို့ရလို့လားမညာဘူးအဲ့ကလေးတွေကိုအရင်ကစာတင်ပေးတယ်လीကလေးလေးဒီဘက်ကကျမတို့လူငယ်လေးတွေအုပ်စုလေးကတင်လို့မရဘူးလုံးလုံးမရဘူးအလုပ်တွေခေါ်ပေးကြတယ်လीရှိနေကိုယ်အိမ်ရာပစ္စည်းတွေပါခိုးဖွက်ပြီးတော့မှလည်းတခါတည်းကိုအာပြီးသွားကြတာမျိုးတွေဇိုင်းရိုက်နဲ့ဗီဇဆိုးတွေဟာကျမပြောတယ်ကေတင်လို့မရဘူး တချို့နဲ့တီဟာဆွင်းလို့မရဘူးသူတို့ကိုဆွင်းရင်ကိုပါကြသွားတယ်အဲ့တော့လက်ကကမ်းပီးတိုင်းကောင်းတာမဟုတ်ဘူးတချို့လက်တီဟာမကမ်းသင့်တဲ့လက်တီရှိတယ်တချို့လက်တီဟာကမ်းပီးလိုက်လို့ရှင်ကိုနောက်ကိုမပါပါပဲနဲ့ကိုကိုဆွဲချရဲဆိုတော့လက်တီအများကြီးရှိတယ်ဒါကိုသတိထားဖို့လိုတယ်နော်အဲ့တော့ကာရိုမီပရာဟိတတွေလည်းတခုခုထစ်ခနဲဆိုလို့ရှင်ပတ်စံသွားသွားပေးတာကျမတို့တိုင်းပြည်မှာအဲ့ဒါဇာတိတမန်တိုင်းကိုရိုက်ချိုးခံရတာပဲ မလုတ်ပါနဲ့အောင်ခဏစောင့်ကြည့်ပါအောင်အញ្ញကြီးအဲနိုင်ငံနဲ့အဝိုင်း hot ဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်ဘာလုပ်မလဲနော်တက်ဆိုင်ရာကရောဘလို့ဆောင်ရွက်မလဲကျွန်တော်တို့ခဏလေးစောင့်ကြည့်ကြည့်ပါအောင်အတင်းကြီးတွေကိုမဟာကယူနာရှင်ကြီးတွေလုတ်ပြီးသွားပြီးတော့မပေးတော့တော်ယုံသူတွေရဲ့စိတ်ထဲမှာဟာဒီလိုမျိုးဖြစ်တာတောင်ဒီလိုမျိုးပတ်စံနေရပြီးတော့မှဒီလိုမျိုးအာဖြစ်တယ်ဆိုပြီးတော့မှ ဖြစ်ပါလိမ့်မယ်အဲ့တော့နည်းနည်းလေးဒီပရဟိတခါရိုမီဟုတ်တယ်နော်နောက်ပိုင်းခိုးပဲစားကြင်ကြလိမ့်မယ်ရှင့်တတိနဲ့ဆင်ញင်တော်မူပါလို့ပဲကျွန်မကပြောပေးရစီနော်အဲ့တော့အခုတော့တခိုးလေခိုးတဲ့ဖြစ်တံခံရမှာခုနကကိုထိလိုက်အောင်လုပ်လိုက်တဲ့အမိုင်းနဲ့ပြစ်မှုထင်ရှားသွားတယ်နိဗီဒီယိုဖိုင်ကြီးက evidence ဖြစ်သွားတယ်လင်အဲ့တော့သူ့ရဲ့အဟာအညာဒီ evidence အညာသူလဲထိုက်တဲ့နှစ်ယောက်ပတ်တယ်အဲငွေတန်လား ထောက်နန်းလာဒါမျိုးခံရမှာပဲဟုတ်တယ်เนาะအဲ့တော့လေဟိုကျမတို့ကဘလို့ပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိလို့ရှိရင်ဥပဒေကိုတည်ထားဖို့လိုတယ်အဲ့တော့ဥပဒေတွေကိုရှင်းပြလို့ရှိရင်ကျမအောင်လာပြီးတော့မှရံမတွေ့နဲ့ကျမကဥပဒေထုတ်ပြန်တဲ့လူမဟုတ်ဘူးအဲ့ဒါတကယ်ရှိနေတဲ့ဥပဒေကိုကျမကဒါကိုညံရှိတယ်လို့ဒီဥပဒေကိုဘလို့ရှောင်ရဲနိုင်မလဲဆိုတာကိုသိရအောင်လို့မိမိကြုံခဲ့ရင်သိရအောင်လို့ရှင်းပြတာကိုတနိုင်ငံနဲ့မဟုတ်ဘူးနိုင်ငံသားမှလည်းဒီတိုင်းပဲလင်မယားချင်းရံဖြစ်လို့လက်နဲ့ယွင်တိုင်လို့ရတယ် ရဲခေါ်လို့ရတယ်။ကိုသားသမီးကိုစိတ်ထဲမှာမစိုးလို့မလို့ရိုက်ရင်ရဲခေါ်လို့ရတယ်။နော်သားသမီးကရဲကိုခေါ်လို့ရတယ်။သို့မဟုတ်မြင်နဲ့ကြားနဲ့မိသူမဆိုကရဲခေါ်လို့ရတယ်။အဲ့ဒါနိုင်ငံတိုင်းမှာတခိုးခိုးနေတာမြင်နေကိုတိလက်ရောက်လို့မရဘူးရဲပဲခေါ်လို့ရတယ်။အဲ့ဒါနိုင်ငံတိုင်းမှာရှိတယ်။ နော်အဲ့ဒါကိုကျမကိုလာပြီးရံမတွေ့နဲ့ဟုတ်ပြီလားကျမထုတ်ထားတဲ့ဥပဒေမဟုတ်ဘူးဆောင်းရံရှောင်းရံကျမတို့ကကို့အလှဲ့ကြရင်ပါးပါးနဲ့နဲ့နဲ့ဘယ်လိုလုံမလဲဆိုတာကိုလုံလုံရအောင်လို့ကျမကရှင်းပြတာဟုတ်ပြီနော်။တိုင်းသားရမှာပြဿနာဖြစ်သွားတဲ့ NDE နဲ့ကလေးသားမိစီကိုမသိမ့်လို့ဒီနေ့ရောက်ခဲ့ပါတယ်။ရောက်ခဲ့တဲ့အကြောင်းအရာပါလဲဆိုပြီးခဲ့တဲ့ရက်ကမသိမ့်ရပါတော့။ကလေးနဲ့ပတ်သက်ပြီးစိတ်မကောင်းလို့ဆိုပြီးမသိမ့် ဲ့လိုမျိုးလေးတင်ထားရလေးရှိပါတယ်အဲ့ဒါကိုမသိရင်အကောင့်ထဲမှာရှိတဲ့အဲလူတွေကနေကူညီခြင်းနဲ့ပေါ့နော်သူတို့ကူညီပေးပါဆိုလို့ကျွန်မအဲ့ဒါလေးကိုကူညီပေးတာလည်းပါတယ်နောက်တစ်ခုက Star and More Agency ကကိုဂျွန်လွန်ရနေပြီးတော့ဒီကိစ္စလေးကိုလည်း तू ကတွေ့တဲ့အခါကျတော့ပေါ့နော် तू ကတခိုးအားပေးတာမျိုးလုံးဝမဟုတ်ဘဲနဲ့မသိရင်ဒီသားမီးနဲ့ဒီဖွားကြီးစီကိုတွားပေးပါအကိုစကားလေးပြောကြည့်ခြင်းပါတယ်ဆိုပြီးပြောတယ်အဲ့နဲ့ပဲမသိရနေပြီးတော့အဲ့ဒီ ND တွေစီကိုတည့်ရက်တွားပြီးတော့ကိုဂျွန်လွန်နဲ့စကားပေးပြောပါတယ်ပြောတဲ့အချိန်မှာ ိုက် NDD ကကြတော့ဒီပစ္စည်းကိုသူယူလိုက်မိတဲ့အတွက်ပေါ့နော်သူနောက်လာလဲရတယ်နောက်တစ်ခါလဲအဲ့လိုမျိုးထပ်မဖြစ်ချင်ဘူးပေါ့နော် နောက်လည်းဒီလိုမျိုးတွေလည်းထပ်ပြီးတော့မခိုးတော့ပါဘူးဆိုပြီးပြောတယ်။ပြီးတော့အခုလောလောဆယ်အကျွေးဘလောက်ရှိလဲလို့မေးတဲ့အချိန်မှာအဖွားကြီးကကျတော့၈သိန်းကျွေးဆက်ရပါမယ်။ကလေးမေကကျတော့၅သိန်းကျွေးဆက်ရပါမယ်လို့ပြောပါတယ်။အဲ့တော့ကိုကျွန်လင်ဖြစ်စေခြင်းတဲ့ပုံစံမျိုးကကျတော့ဘာလဲဆိုတော့ तू လည်းကိုကျွန်လင်ကကျတော့လည်းသူ့ရဲ့တူတယ်၊သူ့ရဲ့ချွေးနှဲစာနဲ့ तू ကလှူတာဖြစ်ပါတယ်။အဲ့တော့ तू ကကျတော့ဒီအဖွားကြီးကိုပေါ့နော်။နောက်တစ်ခါ तू များပြစ်စီမယူဘဲနဲ့ စီးပွားရေးလေးတစ်ခုခုပေါ့နော်ဘယ်လိုလေးအဆင်ပြေမလဲဆိုတာလေးမေးကြည့်တော့အပွားကြီးကအရင်တော့ကျတော့ဈေးရောက်မှုတယ်ပေါ့နော်ဖရဲသီးတွေငားတွေကြက်သားတွေရောက်မှုတဲ့ခါကျတော့သူဈေးပြန်ရောင်းချင်တယ်လို့ပြောပါတယ်နောက်တစ်ခါလည်းအလုပ်ရှိတယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေထပ်ပြီးမလုပ်တော့ပါဘူးအခုတခုတစ်ခါလည်းကြံ့ရမရဘဲနဲ့လုံးမိသွားတာဖြစ်တဲ့အတွက်သူလည်းတော်တော်နောင်နာရပါလို့ပြောအဲ့တော့ကိုဂျုံလည်းကနေပြီးတော့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အကျွေးသမားတွေစီကိုမတင်ရပဲဥဆောင်ပြီးတော့ပေါ့နော်အဲကုညီပေးလိုက်ပါအကျွေးသမားတွေကိုအကျွေးသွားဆက်ပေးလိုက်ပါအပွားကြီးအတွက်၈သိန်းကောင်မလေးအတွက်ကကျတော့၅သိန်းပေါ့နော်ကြံ့နဲ့9သိန်း9သိန်းကိုကျတော့ဒီအပွား ားကြီးကိုပေါ့နော်ဈေးရင်ဖို့အတွက်ပေးလိုက်ပါဆိုပြီးတော့ကျွန်မကိုအကူအညီတောင်းလို့ကျွန်မအနေဂျားရီရနေပြီးတော့သွားပြီးကိုကြီးပေးပြစ်တာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကျွန်မရဲ့ကိစ္စကကြတော့ကျွန်မကအစရေကခလေးအတွက်ကိုအဲမိခင်စိတ်နဲ့ပေါ့နော်စာနာတနာတော့အဖြစ်ကျမကခလေးကိစ္စကိုပဲလုပ်ပေးတာဖြစ်တဲ့အတွက်ကျမကကြတော့ တခြားလူတဲ့လူတွေရောကျမရဲ့ပတ်စံရောပေါ့နော်အဲ့ဒါအဲ့အတွက်ကိုကလေးအတွက်ကိုလိုအပ်မယ်ထင်တယ်ကျမလည်းကလေးမေဆိုတော့ဆေးဝါးတွေအားဆေးတွေပါရာဆီတမောတခြားအစုံပေါ့နော်အဲ့ဒါတွေပြီးတော့အားဖြည့်တဲ့အစားအသောက်တွေပြီးတော့နောက်ထပ်မုတ်တွေဒိုက်ပါတွေတခြားကလေးအတွက်လိုအပ်တဲ့ accessory တွေအကုန်လုံးရဲ့ရေချိုးစပြဘာညာစသဖြင့်အဲ့ဒါတွေပေါ့နော်ငွေသားကတော့ငွေသားတစ်ဝက်အဲဒီဟိုဟာပစ္စည်းတစ်ဝက်ပေါ့နော်အဲ့လိုမျိုးလေးကလေးသားမိအတွက်ကူညီပေးဖြစ်ပါတယ် နောက်တစ်ခုကကျမတို့ဒီအခုလိုမျိုးကုညီတဲ့နေရာမှာလက်လွတ်စပယ်လိုင်းပေါ်မှာနာမည်ကြီးနေလို့ငါလည်းနာမည်ကြီးရမယ်ဆိုတဲ့စိတ်မျိုးနဲ့လုံးဝမဟုတ်ပါဘူးเนาะလောက်တာမျိုးလုံးဝမဟုတ်ပါဘူးကျမတို့ဒီအဲ့မတိုင်ခင်တရက်ကရက်ွက်ထဲမှာအကုန်လုံးစုံစမ်းပြီးပါပြီရက်ွက်မှာတာဝန်ရှိတဲ့လူတွေရောတခြားရက်ွက်ထဲကလူတွေရောစိုက်တွဲသမားတွေရောအကုန်လုံးစုံစမ်းပြီးမှဒီအဖွားကြီးဒီကလေးကိုငှားစားတဲ့ဟာလည်းမဟုတ်တလို့ဒီကလေးဒီသူငငယ်လေးတွေကထိန်လာတဲ့ကလေးဖြစ်ပါတယ်အမျိုးဆက်မယ်ဆိုတော့မြည်တော်ပါတယ်เนาะအဲ့လိုမျိုးသူ့လက်ပေါ်မှာကြီးလာတဲ့ကလေးဖြစ်တဲ့အတွက်သူကနေပြီးတော့အဲ့နေရာလဲအဲ့ကလေးကိုခေါ်သွားဖြစ်တာပြီးတော့ နောက်တစ်ခုကလာကုန်ခံနည်းလည်းဖြစ်တော့သူ့ရဲ့အကျွေးတွေကအများကြီးပေးရမှာပေးရမှာဖြစ်တယ်ဆိုတော့ကြံ့ရမရပဲနဲ့ဒီကိစ္စလေးကိုလုံးမိလို့အဲ့လိုမျိုးလေးဖြစ်သွားတာပေါ့နော်နောက်တစ်ခုကတော့ကျမတို့ကကြတော့ကလေးကိုပဲကြည်တာဖြစ်တဲ့အတွက်အဲ့ဒီနေ့ကကလေးကကြတော့ငယ်လဲငယ်သေးတဲ့စကားလည်းမပြောတတ်ဘူးပြီးတော့ဒီလိုဖြစ်တဲ့ကိစ္စမှာအဖွားကြီးတယောက်တည်းဖြစ်နေအောင်ကျမတို့ကအဲ့လိုဖြစ်ချင်မှာဖြစ်မှာပေါ့နော်ကလေးလေးကမျက်စိတငယ်နာတငယ်နဲ့နေပူလည်းလည်းအထုတ်ခံရတယ်ကျိုးလည်းအထုတ်ခံရတယ်ပြီးတော့အတွန်းလန်းခံရတယ်အဲ့လိုမျိုးလေးဖြစ်တဲ့အကြောင်းမလို့ကျမတို့ကစာနာစိတ်နဲ့ဒီကလေးကြောင့်ပဲကျမကအဲ့လိုမျိုးလေးစိတ်ကလေးဖြစ်သွားတာပေါ့နော်ဒီနေရာမှာပြောကြပါလိမ့်မယ်အဲ့ကလေး းတယောက်ပဲအသက်ရှိတာမဟုတ်ဘူးတခြားအဲ့လိုကားလမ်းမတွေမှာတောင်းနေတဲ့ကလေးတွေပါ냐ဆိုတာအဲ့ဒါတွေကကြတော့တာဝန်ရှိတဲ့လူတွေကနေပြီးတော့ဆက်ပြီးလုပ်ပါလိမ့်မယ်အခုခေတ်မှာဆိုလို့ရှင်ကလေးငားနေတဲ့အဲကိစ္စတွေလည်းရှိသလိုဒီလိုမျိုးအဲကလေးတွေကိုခိုင်းစားတဲ့လူတွေအများကြီးရှိပါတယ်အဲ့လိုကိစ္စမျိုးတကယ်ဟိုအဲမှန်ကန်တဲ့ကိစ္စမျိုးတွေဆိုလို့ရှင်တော့တာဝန်ရှိတဲ့လူတွေဆက်လုပ်ဖို့အတွက်လည်းကျွန်မတောင်းဆိုချင်ပါတယ်နော်အခုကိစ္စကကျွန်တော်တို့ကမြင်တွေ့ရတာကကျတော့ဒီလိုဆိုရှယ်မီဒီယာပေါ်မှာအကျယ်တဝင်းဖြစ်သွားတဲ့အတွက်ကိုကျွန်မတို့ကဒီကလေးကိုပဲအဲ focus ထားပြီးတော့ဒီကလေးကပဲလက်ရှိမှာအဲ့လိုမျိုးလေးနေနေ တဲ့သူအဖြစ်ဖြစ်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကလေးကိုဦးစားပေးပြီးတော့အဲကူညီပေးတာပေါ့နော်ပြီးတော့အဲ့ဒီနေရာမှာပေါ့နော်မိသားစုတိုင်းမှာတော့ရှိပါတယ်အဲညီကောင်မောင်နှမတွေကိုကိုရဲ့ဆွေမျိုးတွေကကလေးတဦးတယောက်သာဆိုလို့ရှိရင်ရောအကုန်လုံးကစာနာ နားနားလည်ပေးနိုင်တော့လောက်ကြမှာပါနော် ပြီးတော့ဒီလိုမျိုးတွေကူညီတယ်ဆိုတာလည်းကျမတို့ကတခိုးတရိုးကန်တာမဟုတ်ပါဘူးအစတည်းကတခိုးကတော့တခိုးအပြစ်ကိုတခိုးခံရမှာပါဆိုင်ရှင်ကလည်းသူလုံးမိတာဖြစ်တဲ့အတွက်သူ့ရဲ့ကိစ္စကိုသူဖြေရှင်းရမှာပါအဲ့တော့ကျမတို့ကတော့ဂျားတွေကနေပြီးတော့အဆင်ပြေအောင် မျိုးလေးပေါ့နော် အဲ့တော့ကျမတို့အခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်သင်္ကန်းစာတစ်ခုရလိုက်တယ်အဲ့ဒါပါလဲဆိုလူတွေကပြောကြတယ်ဗောနော်အဲ့လိုမျိုးတခိုးခိုးတိုင်းခလေးပါလို့ရှင်ခိုးလို့ရာကြီးအလူငွေတွေရာကြီးဆိုရင်လူတိုင်းကတခိုးတွေဖြစ်ကုန်မှာပေါ့လို့ပြောတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒါကိုဘလို့ဘာပြောချင်လဲဆိုလေလူတွေကဖြည့်ရှင်းပုံဖြည့်ရှင်းနေမှားလို့ဒီကိစ္စအဲ့လိုဖြစ်သွားတာတိလားအစတည်းကလေ ခိုးရင်ခိုးတဲ့အလျောက်သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေရှိပြီးသားရဲလက်ကိုအပ်လိုက်လို့ရှင်ဒီကိစ္စအဲ့လောက်ကြီးကြီးဖြစ်သွားမှာမဟုတ်ဘူးလူတွေရောအခုပြဿနာဖြစ်ပြီးွားတဲ့နောက်ပိုင်းမှာနောက်ထပ်လာခိုးရင်ရောအဲ့လိုမျိုးရိုင်းနှံဆုံးမအောင်မယ်လို့ထင်လို့လားအကုန်လုံးကသက်ဆိုင်ရာရဲစခန်းကိုပို့ကြမယ်လူတွေကြီးပဲနော်အခုဖြစ်သွားတဲ့ကိစ္စကလည်းခလေးကိုရိုင်းနှံလူမဆန်စွာလှုပ်လို့အခုလောက်ထိဖြစ်သွားတာပါပြီးတော့အခုနောက်ပိုင်းအဲ့လိုခလေးကိုချီပြီးလိုက်ခိုးမယ်လို့ပြောတဲ့ပြောလို့ရှိရင်အဲ့ဒီလိုက်ခိုးတဲ့လူတိုင်းကရောအယိုက်ခံရမှာမဟုတ်လို့လား ူတိုင်းအောင်လူမဆန်စားလောက်ကြမှာမဟုတ်လို့လားအဲ့တော့ဒီပြဒီဖြစ်စဉ်ပြဿနာမှာကိုဘက်ကကြီးရောလက်ဖမိုးသူ့ဘက်ကကြီးရောလက်ဖွာနော်နှစ်ဖက်စလုံးကဒီလိုပဲအပြန်အလှန်မျှပြီးတွေးကြတဲ့လူတွေပဲအဲ့တော့ဖြစ်စဉ်အစအဆုံးကိုကြည့်ပါဘလို့ကြောင့်ဘလို့ဖြစ်တာလဲဥပဒ်တန်ကြောင့်ဥပဒ်ဖြစ်တယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်ပြောမရတော့မယ်ပြောမယ်နော်လူတော့မပြီးကြတော့ဘူးလားငါတို့လည်းအစာတွေ့အစာဖြစ်တော့မှကျတော့ငါတို့ကခလေးဘက်ကကြည့်ပြီးတော့ခလေးကိုတနာလို့ပြောရတာပဲရှိရဲ့ အကွက်နင်တို့ဟာရရန်နဲ့ဩပါတင်းနဲ့များလုံးနဲ့လှူတာလှူတာဆိုတာရန်နဲ့လှူကျင်နေတယ်ဟောက်အရန်နဲ့ကိုပလိုက်တာစိတ်တွေပြင်းထန်နေတယ်ဟောက်โอเคအမတန်ကိုဒုက္ခရောက်ပြီးရိုးရိုးတတနဲ့ဘဝကိုဒုက္ခရောက်တဲ့လူတွေအများကြီးငါနင်တို့စီအကောင်ခေါ်ခဲ့မယ်လှူကြဆန်ဟဲဆိုပြီးဒုက္ခတတ်ရအားလုံးနင်တို့ရှစ်ကိုလည်းပြစ်ချပြီးမယ်လှူကြဆန်လှူကြဆန်ဆိုပြီးတော့လှူအိုက်မှာအဲ့တော့ရုပ်ပြက်စင်ပြက်တွေဖြစ်ပါတယ်ဟဲ့ဩပါတွေများလို့မှလည်းအမြင်ကက်စရာတွေဖြစ်ကုန်ပါတယ် လှူတာလှူတာရန်နဲ့ဇော့လှူစရာလှူရဲလောက်ရှာနေလားအရန်နဲ့လှူချင်းနေတယ်ဟာကောင်းပြီနင်တို့ live လှူစရာမလိုအဲ့ဒီအရန်ဒုက္ခရောက်ပြီးတော့ရရိုးတတနဲ့ဘဝကိုစူးစားရုံးကံပြီးအစစ်မပြေဘဲနဲ့ငတ်ပြတ်ပြီးတော့လေတကယ်ဒုက္ခရောက်တဲ့ဒုက္ခပဲတွေငါခေါ်ခဲ့မယ်နင်တို့စီကိုလှူဟဲဆိုပြီးတော့အဲမပြီးတော့ဘူး မပြီးတော့ဆက်တယ်အမလေးဘလို့တာဝင်ယူပါတယ်ဘလို့လောက်ပေးပါတယ်အမလေးဘလို့ကာခွယ်ပေးပါတယ်ဘလို့စားနေတခိုးอ่ะတခိုးပဲငါတို့ကဒီတခိုးရိုက်တာထူတာတွေမြင်ပြီးတော့တာဝင်စီသူ့ကိုအားရမယ်ပြောရမယ်ဆိုရမယ်ဆိုပြီးတော့စန်းချင်းအပြစ်ပြောရအောင်လွယ်ပြီးတော့ကြံတဲ့ကိစ္စဘာကန့်တတ်ကြမှာမရှိခလေးတို့တနာတို့ဘာမှအပြစ်မရှိတဲ့ခလေးတွေကိုကာခွယ်တဲ့အနေလောက်တဲ့ပဲပြောတာဒီတော့အရာကူကဘာတယ်မလို့ကင်မရာကြီးကင်မရာတကားကားနဲ့ဖုန်းတကားကားနဲ့အဲ့ဒီအိမ်ကြီးကိုသွားပြီးဇွတ်တွေလှူတာလှူတာလှူတာသူ့ကိုပြောရလဲ လူစရာလူတွေရှားနေလားရန်နဲ့လူကျင်နေတဲ့ဟာခေါ်ခဲ့ပြီမယ်ရှားခဲ့ပြီမယ်လူကြစမ်းဟေးဆိုပြီးတော့လေအမလီနင်တို့ရဲ့မျက်နှာကိုကြည့်လိုက်တာလည်းသိပါတယ်ဟဲစေတနာပါတာလည်းမဟုတ်ပါဘူးဇွတ်တွေရောအမလီနည်းနည်းလေးအဲ့လိုဆိုရှယ်မီဒီယာပေါ်မှာဒုက္ခရောက်တဲ့လူခရက်ထားဝါရဲ့လူတွေတွေ့နေတော့အလူရက်လှူတာလေးလံတင်းတယ်လို့ပဲ လေးလန်းတင်းဈေးဝယ်တယ်လို့ပဲကြည်လားဘသူကပို့ပြီးနာမည်ရမလဲဘသူကပို့ပြီးနာမည်ကြီးမလဲစက်တဲလှူတာလှူတာလဲလှူပေါ့အဲစုံစမ်းပြီးတော့တတိချာလှူကြပါအမြင်ကြီးကက်စရာကောင်းလားငါဆဲမလားပို့တင်ပြီးဆဲမလားဆဲကြမလားဆဲချမ်းပြောက်မှားလားမှားလားခလီလေးကိုတနာတယ်ဟုတ်โอเคတောင်တင်းအောင်ခလီလေးကိုလှူလာရပြီငါဒီဘွားကြီးကိုငါအမတရားပြောတာလည်းမဟုတ်ဘူး ။မင်းတို့ကအရာအရန်ဇွတ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 ်လူဇွတ်သူတော်ကဇွတ်ပလိုက်တာဆက်ရန်နဲ့ပြင်းထန်နေတာ။ဒီလောက်တော့ကရောက်နေတဲ့နေရာပြက်ပြက်ဆက်အများကြီးပဲ။ခေါ်ခဲ့မယ်ငါနောက်နေ့ကြရင်နေတော့ဦးစီကို။ငါစက်အတော်လာကြီး။အခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ဟိုခိုးတဲ့တခိုးအားတဲ့အိမ်မှာနေပြီးတော့အလှငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့ဟိုကမြန်မာနိုင်ငံကြီးကတရားကြတယ်ပေါ့အဲ ခတ်တော့ခတ်နေပြီစောက်ယူတွေတမျိုးစောက်ယူတွေတမျိုးနော်ဆိုင်ရှင်မိမလည်းအထဲမှာပဲခိုးတဲ့အဖွားကြီးလည်းအထဲမှာပဲဘူမသိကိုမသိနဲ့သူများရောင်တိုင်းရှောက်ရောင်ပြီးတော့ဟိုဟိုတစ်တော်လေးမှာလိုက်ကလေးပါလေးရလို့ရညာဆိုပြီးတော့အားတဲ့ကိုအခိုးခံရတဲ့လူကအချုပ်ထဲမှာတဲ့ခိုးတဲ့တခိုးရတဲ့အိမ်မှာမိမ့်မိန်ထိုင်အလူငွေလက်ခံနေတဲ့နိုင်ငံမှာနေရတယ်ဒီပါရင် ။စောက်ယူးတွေစောက်ကွက်လာပြောင်း။ခမရတို့ကတိုက်ပြီးတော့သူများမုန်းခံနေနေ။နော်။ခိုးတဲ့သူကလည်းမှုဖွင့်ရဲမှာမဟုတ်ဘူး။ဟုတ်လား။ရိုက်တဲ့လူကလည်းတကောမှုဖွင့်ရဲမှာမဟုတ်ဘူး။အချိန်တိုင်းသူတို့ကသူတို့တယောက်နဲ့တယောက်တောင်းပန်ပြီးကျင်းနေပြီးလက်စွဲနှုတ်ဆက်သွားလိမ့်မယ်။ခမရတို့ကဖင်ရပြီးခမရတို့ကတတ်တတ်လိုက်မုန်းခံပြီးတော့တောင်ပြောမြောက်ပြောနေရှောက်ပြောနေ။ ဒုက္ခပဲလူချစ်လူခင်ပေါ့အနေသက်မှာသူများမဟုတ်ခံစားမှာနဲ့ဖြစ်စင်မှာနှစ်ဖက်လုံးရဲစခန်းတွင်ထိမ့်သိမ့်ခံရမှုအလူငွေတိမ်ရာကြီးရရှိသွားသည့်ဆွဆွဲခံရသူရဲ့ဘဝတည်ကျင်ညာချက်ဆယ်လီများရဲ့ပရာဟိတဝေဖန်မှုတို့ဖြင့်အလားတူခိုးမှုခေတ်ကရုပ်တံများပါဝင်တဲ့ပြည်စုံတဲ့တုံးသက်ချက်ကိုအဆုံးထိနားဆင်ပေးကြပါဦးခင်ဗျာ။တဖြစ်စဉ်အချင်းချင်းနဲ့ဥပဒေကြောင့်အရေးယူမှုနှစ်ဖက်လုံးထိမ့်သိမ့်ခံရခြင်း အော်တိုဘာလာ20ရက်နေ့ညနေပိုင်းကလှိုင်းတာယာမြို့နယ်ဘိုးချုပ်လမ်းမပေါ်ရှိ တွေ့တာသူအထင်းနဲ့စတိုးဆိုင်မှာကလေးငယ်ချီထားတဲ့အမျိုးသမီးတဦးကိုပစ္စည်းခိုးယူသည်ဟုဆွဆွဲကဆိုင်းပိုင်ရှင်မျိုးသမီးကရိုက်နှက်နှိပ်စက်ပြီးနေဘူးရဲတက်တိုင်မှာကျူးတုတ်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုပေါ်ပြန့်နှံ့ခဲ့ပါတယ် လူမှုကိုရက်ပေါ်မှာဆိုင်ရှယ်မျိုးသမီးရဲ့ကလေးငယ်ကိုပါကိုထီလက်ရောက်ကျူးလွန်မှုအပေါ်ပြင်းပြင်းထန်ထန်ဝေဖန်မှုများထွက်ပေါ်လာပြီးနောက်အောက်တိုဘာ21ရက်နေ့မှာတော့ရိုက်နှက်သူဆိုင်ပိုင်ရှင်ခိုးယူမှုဖြင့်ဆွဆွဲခံရသူအမျိုးသမီးနှင့်ကလေးငယ်နှစ်ဖက်လုံးကိုလှိုင်းသားရမျိုးမရဲစခန်းကခေါ်ဆောင်ထိန်းသိမ်းလိုက်ကြောင်းသတင်းရရှိပါတယ်။လက်ရှိမှာနှစ်ဖက်လုံးကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီးမိတို့သော ပုံမှန်များဖြင့်အေးအေးယူမိကိုပြည်သူများကစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။